17ရက်17လ2025ရက်နော်ဒုတိယ file ပေါ့အခုအဲပလောင်တွေကလည်းပဲဒီလိုမျိုးသူတို့နေရာမှာအာဒါတာတာရာဖြောက်လုံးနေပြီဆိုတော့ပလောင်တွေကအဆုတ်သွားတဲ့အချိန်မှာ PDF တွေကတော့ပို့ဆိုပါစေတပါဒါမိုးကုတ်မျိုးရဲ့အခြေအနေပေါ့ဗျာကဲပြမယ်ဒါကြည့်လိုက်ဒါဖားကန်ကြရတာပဲနော်ဒါဖားကန်မဟုတ်ပါဘူးအရင်တော့ကဒီနေရာလေးကဒီလိုလေးပါဓမ္မပါ အဲ့ဒါကမိုးကုတ်ကောက်ကလေးပါအရင်တုန်းကဆိုတော့ဒီလိုလက်လာလေးပေါ့နော်မြက်ခင်းမြင်စိမ့်စိမ့်လေးဟောမြင်လားဒီလိုပန်းပင်လေးတွေဒီမှာအနှစ်ကိုဟိုခါမူပန်းလေးတွေဒီလိုလေးတွေနဲ့အိုးတအားလာခဲ့တာအဲအဲ့လာအောက်ကိုရောက်သွားတဲ့မိုးကုတ်ကအဲ့ဒီခေါက်ခွေးကအဲ့ဒီပုံစံမျိုးဖြစ်နေအဲ့လိုပုံစံမျိုးဖြစ်နေဒါမိုးကုတ်သူတယောက်ရိုက်ထားတာလေးကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းကသူတို့ကတကယ်တိုက်တာလား နိုင်ငံတော်အတွက်တိုက်တာလားတကယ်လို့အကြမ်းဖက်သူတို့ပြောနေတဲ့ဟိုနေမှာလဲတပ်နော်ကိုတိုက်တာလားဘာမှမဟုတ်တော်လိုင်းလို့တမို့သူတို့အကျိုးစီးပွားတွေရဖို့နေရာတိုင်းမှာအကျိုးစီးပွားတွေရဖို့အကျိုးစီးပွားတွေအောင်မြင်ဖို့အတွက်ကိုသူတို့လှုပ်ဆောင်နေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့တွေ့ရတော့နောက်တစ်ခုကျွန်တော်ဆက်ပြောမှာဆိုဒီ တတိယလဲကိုခြိတာမို့ကျွန်တော်မော်လိုက်ပဲမော်လိုက်ပဲဆိုရင်တရင်နေတိတ်ပြောမပြောကြဘူးဆိုပြီးကျွန်တော်ပြောကိုပိုင်ကြီးမော်လိုက်ပဲအကြောင်းတွေပြောတာမတွေ့ဘူးပြောလည်းမပြော မော်လိုက်အကြောင်းမသိလားတကယ်မသိဘူးမော်လိုက်ကြောင်ဘာဖြစ်နေမှာကိုဒါပေမဲ့မော်လိုက်ကဆိုကျွန်တော်ဒီလိုပြောတော့ကျွန်တော်ဆိုမော်လိုက်ကဆိုတဲ့တရင်လမ်းပေါ်ကြီးပြောပြတယ်မော်လိုက်မှာလဲရှားပင်နဲ့กินတဲ့ဒီနှံရောင်ပန်းတက်ကထိတာဒါမော်လိုက်တစ်မျိုးလုံးဝမရှိတော့ဘူးတဲ့အဲ့တော့ အမောလိုက်တမျိုးလုံးဝမရှိတော့ဘူးဆိုတော့မောလိုက်နဲ့ကလေးဝကားလမ်းမှာဒါဖလူဆွဲတံတားဆိုလို့ရှိရင်မိုင်းခွဲတာလည်းခဏခဏဒီ PDF တွေကအကုန်လုံးက PDF တွေပဲပိုင်သွားပြီဒီအဲ့ညမှာဆိုတော့ဒီချင်းနဲ့မြဲအနောက်ဘက်ကမ်းမှာဆိုလဲဒါတွန်းပင်ရွာပေါ့အဲတွန်းပင်ရွာတရွာပဲဒါတပ်မတော်ကစိုးမိုးတာတာရှိတယ်တဲ့တွန်းပင်ရွာအရှိမဆိုမောလိုက်အဲမောလိုက်ကလေးရွာပေါ့နော်မောလိုက်ကလေးရွာဆိုလဲဒါအကျန်းဖက်တွေပဲရှိတယ်တဲ့အဲ့ဒီအရှိဘက်မှာဆိုလို့ရှိရင်လဲသူကအင်းရှိတယ်အနောက်ဘက်မှာဆိုလဲချင်းနှင်းမြစ်တွေရှိတယ်ချင်းနှင်းမြစ်ရှိတယ်ပေါ့ ချင်းသိမ်းရှိတော့အဲ့ဒီရွာကလည်းပဲအင်ဂျင်290လောက်ရှိတယ်ပေါ့အဲ့တော့အများစုကချင်းသိမ်းမြန်မာကြတော့ဘာဖြစ်လဲဆိုတော့ရွှေဖောင်တွေပေါ့တအားများတယ်အဲဒီလိုမျိုးပေါ့တရားမဝင်ရွှေဖောင်အဓိကအတိုင်းကိုတိုက်ချင်တာလားနိုင်ငံကိုဖျက်ဆီးချင်ဘာကိုလှုပ်ချင်တာလဲတော်လိုင်းလှုပ်ချင်တာမဟုတ်သူတို့အကျိုးစီးပွားတော့ကိုလှုပ်တာနိုင်ငံတိုင်းမှာကျွန်တော်ကြည့်နေတဲ့တိုက်တာခိုက်တာမဟုတ်ရရင်တည်ရင်စားတာကိုပဲယူကြတာအဲ့တော့လူရမှုတစ်ခုပဲဖြစ်တယ်နိုင်ငံတော်ရဲ့တည်ရင်စားတာအကျိုးစီးပွားတွေကိုလူရမှုပဲဖြစ်တယ်တော်လိုင်းကြီးမဟုတ်တော့ဘူး အခုဆိုလို့ရှိရင်ရွှေရည်ဆိုလို့ကျကျွန်တော်အခုတို့ဘာကြောက်ပြောလာလဲဆိုရွှေရည်ကဒါအစည်းကြီးလာတယ်အဲ့ရွှေရည်အဲ့မျောတဲ့ကနေပြီးအဲ့သူတွေနဲ့ချိတ်ဆက်ပြီးတော့မြန်မာနိုင်ငံထဲကရွှေရည်မြန်မာနိုင်ငံထဲပြောင်းအောင်လာနိုင်ငံခြားရွှေရည်ဝင်လာလဲမဟုတ်အဲ့ဒါကဘာနိုင်ငံတော်သတ်မှတ်ထားတဲ့ဈေးက350ကျော်လို့ချေသူတို့က350ကျော်လို့80ကျော်ကြီးလို့ဆိုဒါတွေကလည်းဥပဒေတွေတအားမဲ့နေတော့နိုင်ငံတော်ကလည်းပဲအထီးညိုပြက်စီတာပေါ့နော်နိုင်ငံတော်ထုတ်လုပ်ထားတဲ့ထုတ်မှတ်ထားချမှတ်ထားတဲ့ဥပဒေကအာဒါဟိုနေမော့ ဘလို့ပြောအောင်လဲဆိုတော့လေးစားလိုက်နိုင်မှုမရှိဘူးဖြစ်ကုန်တာပေါ့နော်ဖြစ်ကုန်တာဆိုတော့အရေးယူမှုမရှိလို့လဲလေးစားလိုက်နိုင်မှုမရှိတာဖြစ်တယ်ဒါတွေကိုတော့ထိတိရောက်အရေးယူမှဒါနေနိုင်ငံတော်ရဲ့နိုင်ငံဥပဒေနိုင်ငံတော်ရဲ့အဲဥပဒေကနိုင်ငံသားတိုင်းလေးစားမှာဖြစ်တာပေါ့နော်ဒီဥပဒေကိုထိမ့်သိမ်းစောင့်ဆောင်တဲ့ညောနိုင်ငံရဲ့တပ်ဖွဲ့တို့ရှိမယ်အဲဒါတရားစီရင်စုတရားစီရင်အဖွဲ့တွေရှိမယ်အဓိကတော့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကတော့အာကူရတဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ညောနိုင်ငံရဲ့တပ်ဖွဲ့ကိုပြည်သူကအာကူရတယ်ပြည်သူကနေပြီးတော့လမ်းပြောတဲ့အခါကျတော့ဟောင်းမိုးဆိုသွား အဲဒါလေးလုတ်ပေးတာဟာမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဒါပြည်သူကိုချစ်ခင်မြန်နိုးတယ်လို့ပဲတံပိုးထားတယ်လို့ပဲကျွန်တော်အနေနဲ့သုံးသပ်ပြီးပါတယ်နော်ဒါမြန်မာနိုင်ငံရဲတပ်ဖွဲ့လည်းပဲပြည်သူကိုချစ်ခင်မြန်နိုးတယ်ဆိုတာလည်းပဲကျွန်တော်တို့ကသိပါတယ်အဲ့တော့အရေးယူဖို့လိုအပ်တာလေးတွေကိုလည်းအရေးယူပြီးတော့ဥရိယဆောက်ရှောက်တင်တာလေးတွေကိုလည်းဆောက်ရှောက်စိတ်ကင်းပါသေးတယ်နော်။အညာနိုင်ငံရဲတပ်ဖွဲ့ကိုလည်းကျွန်တော်ဒီနေ့နေ့ပါကျွန်တော်တိုက်တွန်းနေပါလေ။အဓိကကတော့ဟောဆက်ပြောမှဆိုဒီချင်းတွင်းမြေတစ်ချောင်းမှာရှိတဲ့ရွှေမျိုးတွေ အဲဒီချောင်းတို့ဒီအညာဒီဒီမရညာတို့ရှင်းကူတို့ချောင်းတို့တပိန်ချင်းတို့ရေဦးတို့အဲ့ဒီဘက်မှာရှင်းတဲ့လက်ပံလာတော့အမှရွှေထွက်နေတဲ့နေရာတွေအားလုံးကဒီနောက်ဆုံးတေသာဆန်းဆိုတော့မှရွှေပိတ်တာချိန်ပေါင်းကိုတတော်များများကိုရှိသွားတယ်လို့ကြားရတယ်အဲ့ဒါတွေပဲရောက်လာဒီဒီမြန်မာပြည်တမ်းမှာပဲပတ်ရောင်းပြစ်တာပဲအကုန်လုံးကနော်ရွှေဆိုင်ဒီကိုပဲအဲဒါကျွန်တော်တို့တတိထားပြီးတော့မှနိုင်ငံတော်အစိုးရအနေနဲ့ပြစ်မထားအောင်ဆိုရင်တော့ ဒါအကျန်းဖက်တွေလည်းယော့ရဲသွားမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ဘာကြောင့်လဲဆိုတော့ရွှေဆိုင်တွေက80 80လောက်နဲ့ရောင်းနေတယ်။90နဲ့သာသူတို့တကယ်ရောင်းနေ။အကျန်းဖက်ကောင်းတွေကသူတို့စီကိုဒါရောင်းလို့ရှိရင်သူတို့ကဘယ်လောက်နဲ့ပြန်ဝယ်မလဲ။ဟာလား40လောက်နဲ့ဝယ်မှာပေါ့။ဒါဆိုနည်းနည်းတက်တာမှာပေါ့ကျွန်တော်အကျန်းဖက်လုပ်ရတဲ့မှာသူတို့လက်နက်ဝယ်တဲ့ခါမှာနည်းနည်းတက်တာမှာပေါ့။အဲ့လိုမဟုတ်တဲ့ခါကျတော့အဲရွှေဆိုင်တွေကနိုင်ငံတော်အစိုးရနေပြီးတော့မှ390နဲ့ရောင်းတယ်။390နဲ့ရောင်းတဲ့ခိုင်းတဲ့ဥစ္စာကိုမှ သူကတိန်ခေါ်တဲ့တိန်ချက်သာသူတို့ဝယ်တဲ့ခါလဲတိန်60တိန်80လောက်သူပေးပြီးဝယ်တဲ့ခါကျအကြမ်းဖက်တွေတော့ကငွေကြီးပို့ရနေတာပို့ရတဲ့ခါကျတိုင်းမျိုးဖြည့်ဆည်းဖို့လိုအပ်တာတွေသူတို့ပို့ပြီးသုံးသုံးလို့ရတာပေါ့ဒါကိုကျွန်တော်အနေနဲ့ထောက်ပြတာဖြစ်ပါလေကတဦးသားစီတဦးသားစီမရှိပါဘူးเนาะအဲ့တော့အကြမ်းဖက်တွေကိုအားပေးနေတယ်လို့ပဲကျွန်တော်အနေနဲ့ကအာသုံးသပ်မိတယ်ဒီရာလေးတွေကိုကျွန်တော်ထောက်ရှုခြင်းအားဖြင့်ဘာလို့ဆိုတော့ဒီရွှေတွေကဒီဘက်ကလာတဲ့ ဒီဘက်ကနေပြီးဈေးကြီးပေးဝယ်တယ်ဒီဘက်ကိုပြည်သူဘက်ကိုဈေးကြီးပြန်ရောင်းတယ်ဆိုတော့ပြည်သူဘက်ကငွေတွေအားလုံးကိုအကြမ်းဖက်ဘက်ကိုငွေစီးဆင်းတော့လုပ်ပေးတယ်လို့မျိုးကျွန်တော်တို့အနေနဲ့ယူဆမိတယ်။နော်ဒီရွှေတွေကရွှေဆိုင်တွေအားလုံးဒီနိုင်ငံခြားနေပြီးဝင်လာတဲ့ရွှေတွေကိုသွားပြီးတော့မှဒေါ်လာနဲ့ဝယ်တာမဟုတ်ဘူး။အဲ မဟုတ်ဘူးလို့ကျွန်တော်နေနဲ့ယူဆသုံးသပ်မိတယ်။အဲဆွေးဆိုင်တွေကိုကျွန်တော်တို့ကဂွန်တလုံးမှာဘာကြောင့်ပြောလဲဆိုတော့အဲ့ဒီပြဿနာတွေကဒါကကျွန်တော်တို့ကြားသိလာတာရှိတယ်။ကြားသိလာတာရှိတော့ဒါလေးတွေကိုထိန်းချောင်းစေခြင်းနဲ့ဆန္ဒတခုနဲ့ပြောတာဖြစ်ပါတယ်။လူလူမှာဆိုလို့ရှိရင်ဗျာအာအမျိုးသမီးတယောက်ကရွှေနဂတ်လေးတောင်မှပန်နိုင်ဘူးဗျာ။ရွှေနဂတ်လေးဆိုတဘူးတစ်ဖဲပေါ့ဗျာအများကြီးတတ်မဟုတ်ပါဘူး။အဲနဂတ်လေးပန်ဖို့တော့က၄-၅သိန်းနဲ့လည်းပန်လို့မရဘူး။အဲ့လိုမျိုးတွေရှိတယ် လင်းငါးသိန်းနဲ့ပတ်စံလေးလင်းငါးသိန်းရဖို့ဆိုတာလည်းတော်တော်ရုံးကန်ရတယ်တချို့ဈေးရတယ်ပလုံကောက်တဲ့လူတွေအမျိုးသမီးကလေးမလေးတွေတွေ့တာအများကြီးတော့ပဲကျွန်တော်တို့နိုင်ငံမှာရှိပါတယ်အဲ့တော့သူတို့တွေမှလည်းပဲအဲဒါသူများတွေရွှေဝဲလို့ခြင်တယ်သူတို့လည်းဝှစ်ချင်ရှာမှာပေါ့တကယ်ကလေးတော်တော်နိုင်ငံတော်သိန်း90ပြောတယ်ဟိုဘက်က30 80 80လေးဖြစ်တယ်အဲ့သိန်း90 80လေးကလည်းသူတို့ပြန်ဝဲတော့လည်းသိန်း90ပဲမှာအချမ်းဖက်တရားဟိုမှာရွှေတွေကိုနိုင်ငံတော်စိတ်ဘာမှမပေးမဆောင်နဲ့တူတယ်အဲ့ဒီဘက်ကိုရွှေတွေကြတော့ဈေးအများကြီးယူတယ်ပြီးရင်အဲ့မှာပဲသူတို့ဈေးရွက်ချမ်းသာသွားကြတယ်ဆိုတော့ဒါဟာ ကျွန်တော်တို့နိုင်ငံတော်အစိမ့်အနေနဲ့စဉ်းစားပြီးဖို့လိုအပ်တယ်လို့ဒါကျွန်တော်နေနဲ့ပြောချင်ပါတယ်ဗျာเนาะအခုဆိုလို့ရှိရင်ဒါရခိုင်ဒီကြောက်ပြီဘက်မှာဆိုလို့ရှိရင်လည်းဒါတိုင်းချောင်းရွာရှိမယ်တိုင်းချောင်းရွာမှာရှိတဲ့တိုင်းချောင်းဆက်ကိုတောင်တော်ကအလုံးစုံပြန်လဲထိချုံလိုက်တာဖြစ်တဲ့အတွက်အဲအားလုံးကကြောက်ဖြူမှာကတော့ရေအကုန်လုံးရခိုင်နှုံးအဖြစ်အပြည့်လောက်ဖြစ်သွားပြီလို့ပြောရမယ်เนาะတောင်တော်ကဒီရခိုင်ဘက်ကိုကျွန်တော်ကြားသိတဲ့တင်ရတော့ကွာတန်တွဲဒီဘက် ဟိုကျွန်တော်ရွေးကောက်ပွဲလုပ်မယ့်နေရာတွေကိုဟိုဆွေးနွေးပွဲနဲ့ယူမလဲလို့တော့ကျွန်တော်တို့နေနဲ့သုံးသပ်မိတယ်။ဘာလို့လဲနိုင်ငံတော်ကဆွေးနွေးပွဲနဲ့ယူတာတွေကိုတစ်ဖက်အကြမ်းဖက်မီဒီယာတွေမှာတော့တမျိုးပြောကြနေမယ်။မင်းတို့ကတရုတ်ကိုတော်တော်တောင်းတယ်တို့တော့မဟုတ်ဘူး။တမ်းတော်ကတိုက်လို့ရှင်အဲ့မှာရှိတဲ့ပြည်သူတွေတေကုန်မှာဆိုလို့ဒါမင်းတို့နောက်ဆုံးမှလားအာတရုတ်ကိုပြောတယ်ဆိုတာကဒါတက်တည်ထူတာ။ တက်သိထူတာတေယောကညီနိုင်ပြီတယ်မရအောင်မရချမှာပဲမရချမှာပဲတခါလဲအပြက်ချင်းအပြောင်ချင်းမှာပဲဒါပတော်ဆိုငင်းချင်းအနေနဲ့အပြည်သူလူထုတွေငင်းညာထောက်တာတော့အပြည့်မင်းတို့နောက်ဆုံးမှာလားခွာစစ်စင်မှာလားမစင်ဘူးမစင်တော့ငါတို့တိုက်ပြီဆိုပြီးပြောပြီးတိုက်တယ်ဆိုတဲ့သဘောပဲအဲမင်းတို့ကအဲသူတို့တော့ကညာတော့ဒါလိုပြောပြီးတိုက်တာမဟုတ်ဘူးပြပြသားသားရရင်ဆိုင်ဆိုင်တိုက်လာတာကိုတွေးရမှာမဲတောင်းတော်ဘက်ကအဲ့လိုလုပ်တာတော့မတွေးရကဲဟူဟီမင်းတို့ငါတို့တိုက်တော့မှာဖြစ်တဲ့အတွက်မင်းတို့နောက်ဆုံးမှာလားငါတို့တိုက်ရမှာလားလို့ဆိုမေးတဲ့စကားအတူတူပဲ ါမှမဟုတ်တဲ့မမေးမမေးဂျာခံမေးလိုက်တာဂျာခံမေးလိုက်တော့တက်သိယူလိုက်တာဟောအဲတရုတ်ကဘေးနားမှာရှိတာအာဟုတ်တယ်ဒါသူတို့ကတိုက်ရတော့မယ်ဟိုပါဝန်သေးဖြစ်တယ်အဲ့တော့ဘာလို့မှလဲရွေးကောက်ဝယ်လဲနီးလာပြီရွေးကောက်ဝယ်ဆိုနိုင်ငံအသက်သွေးကြောဖြစ်တယ်နိုင်ငံမှာ အားရအသက်သေးကြောင့်ကိုဖြက်စည်းတာလေဒါတိုင်းမျိုးဖြက်စည်းနိုင်ငံဖြက်စည်းတာဖြစ်တဲ့အကျမ်းဖက်တိတိုင်းပြအရေးကိုအရေးယူမှာဖြစ်တဲ့အတွက်ဆိုဒါမျိုးတွေဖြစ်လာဖြစ်လာတော့အခုတုန်းကဆွေးနွေးမယ်လို့လားဆွေးနွေးပြီလားတော့မသိဘူးကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်အဲတေးကြရင်တေးကြတော့လောက်ကျွန်တော်တို့ပြောပြပါမယ်အဲ့နေရာကိုတော့ကျွန်တော်ရခိုင်ပြည်သူတွေအတွက်ဝမ်းသာစရာလေးကျွန်တော်ဒီစကားလေးကိုပြောတာပါအညီနိုင်တိုင်မယ်လို့ရရှိရင်လည်းကျွန်တော်ဝမ်းသာပါတယ်လူတွေမသေးကြဘူးအိုးအိမ်တွေမပျက်စီးကြဘူးအဲပြီးတော့မိမိရဲ့နေရာလေးမှာမိမိတို့အေးတန်းတန်းပြင်နေရမယ်ပေါ့နော်အဲ့ဒါကြောင့်တက်မလောင်က အာရခိုင်ပြည်သူတွေလည်းမသိအောင်ရခိုင်လက်နက်ကင်နေတဲ့အေတွေလည်းမသိအောင်တပ်မတော်သားတွေလည်းမဆုံးရှုံးလူသက်တွေမဆုံးရှုံးညှိနှိုင်းတာကိုကျွန်တော်အနေနဲ့လေးလေးလေးစားသလိုကြိုလဲကြိုဆိုပါတယ်အောင်မြင်ပါစေလို့လည်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာเนาะအဲ့လိုငြိမ်းချမ်းရေးနဲ့ဖွင့်အောင်မြင်သွားတဲ့အခါကျတော့အခုဆိုလို့ရှိရင်ဒါ TLL လေးဘက်မှဆိုကျွန်တော်ဒီတပ်ပုံလေးတွေထပ်ပြချင်ပါတယ်ဗျာအဲ့လိုမျိုးအေးအေးကြမ်းကြမ်းလေးတွေဖြစ်ကုန်ကြပြီဖြစ်ကုန်ကြပြီဆိုတော့ကျွန်တော်တို့ကပြောတယ်ဗျာ နော်အခုနာမတူတန်တန်အေးဒီတရားလက်လေးထိချုပ်သားနေရတဲ့အကုံစောက်ခွာပြီးတော့သူတို့မိမိဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာမှာပဲအေးတကြံလေးနဲ့သူတို့လူမျိုးတွေသူတို့ကာကွယ်ဆောက်ရှောက်နိုင်ပါစေလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်အခုလက်ရှိတိုက်ပွဲတွေပလောင်တွေနဲ့တိုက်နေရတဲ့ဟာတွေလည်းပလောင်တွေနောက်ဆုတ်စေချင်တယ်တန်းတော်သားတွေလည်းထပ်တိုက်ကြမလို့ပဲနဲ့အဲ့ထဲမှာရှိတဲ့ပြည်သူတွေပဲအေးတကြံလေးနဲ့ပေါ့အေးတကြံလေးနဲ့အဲကိုပြည်နယ်ရဲ့ကိုဒေတာကောင်းရကောင်းကြောင်းကို ုံဆောင်ပေးစီခြင်းနဲ့ပေါ့နော်အဲ့တော့နောက်ဆုံးကျွန်တော်ပြောခြင်းတဲ့ဇာတ်ကားတစ်ခုကပါလဲဆိုတော့အဲဒီအကျန်းဖက်ဒီအားလုံးဒီဒါပြည်သူတွေသိရှိဖို့အတွက်ကသူတို့ကနေနေလူနေတာသာဖြစ်တယ်အဲတည်ရန်ဇာတ်သားတွေခိုးယူထုံထုံသုံးဆွဲတာဖြစ်တယ်တည်ရန်ဇာတ်သားတွေကသူလက်နက်ကင်နေတာဖြစ်တယ်တိုင်းပြည်တွေလက်နက်ကင်တာမဟုတ်ဆိုတော့သိရှိဖို့လိုတယ် ဲ့ဒါဒီစကားပြောရတဲ့ဥစ္စာမှာဘာကြောင့်ပြောလဲဆိုတော့နိုင်ငံကြီးမှာရောက်နေညီကောင်မတွေမှာအတိတရားလေးတွေရသေးခြင်းနဲ့အတွေးခေါ်လေးတွေဖြစ်စေခြင်းနဲ့ခေါင်းကန်လိုက်တဲ့အချိန်မှာသဘင်မဆန်းမနဲ့အုံနောက်ကိုဆန်းကြည့်ပြီးဖို့လိုတယ်လို့ပြောကျွန်တော်တချို့ကခေါင်းကန်နေခေါင်းကန်တော့သဘင်မဆန်းမိတယ်အဲ့သဘင်ကိုမဆန်းမိပဲနဲ့အထဲမှာဟိုအုံနောက်နဲ့အတိညာကိုဆန်းမိစေခြင်းနဲ့ဗျာအဲ့တော့ငါတို့ဒီတော်လိုင်းရေးဖွဲ့တွေကလက်နက်ကင်ပြီးတော့တိုက်နေကြတဲ့နေရာကြီးကအခုငါတို့အများဆုံးကြီးလိုက်လို့ရတယ်တန်စာရတဲ့တူဖို့ပြီးဖြည့်ဆည်းသွားတယ် ပြည်သူလူထုတွေအိုးအိမ်အသက်တွေပျက်စီးသွားတယ်ရောက်တဲ့နေရာတိုင်းမှာလည်းပဲအဲတိုက်ပွဲတွေကြောင့်လူတိုင်းဒုက္ခရတယ်ဒီတိုက်ပွဲတွေငါတို့ဆက်လက်ပြီးတော့ပံ့ပိုးပေးမလားပံ့ပိုးပေးရင်တက်မလောက်ကလည်းပဲတိုင်းမှာပဲအကြမ်းဖက်တွေကိုဒီနေရာမှာထားမှာမဟုတ်အဲ့တော့ငါတို့ကအကြမ်းဖက်ကိုတက်ပြီးအားပေးလို့ရှိရင်ပြည်သူကိုထပ်သက်နေလို့ဖြစ်တယ်ဆိုတော့ကိုဟိုတွေးမိကြပါလို့ပြောရင်းနဲ့အားလုံးကျမ်းပါစေကြောင်းကိုဆုမွန်ကောင်းတောင်းပါတယ်